် next reading ကိုဖြေပြပြီးတော့မတင်တာတော်တော်ကြာပြီပေါ့နော်။ဈာရဲမှာအလုပ်တွေရမ်းများတော့ဒီနေ့ကတော့ Cambridge 20 test form ကိုဖြေပြမှာပေါ့။အာဗီဒီယိုကတော့တချို့ part 1တခု part 2တခု part 3တခုခွဲထားရပေါ့။အဲ part 1ရောက်ပြီဆိုရင်မိကုန်းလေးကိုယဉ်ကြည့်လိုက်မယ်။ True false not given က scanning နဲ့ detail reading နဲ့တုံးပြီးတော့ဖြေရမှာပေါ့နော်။ပြီးတော့အောက်မှာဆက်သွားတော့ get feeling gap filling ကလည်း scanning နဲ့ detail reading တောင်းရမှာပဲအဲ့တော့ main idea ကိုမြည်ရတာတိတ်မပါဘူးအဲ့ကွာ scanning လုပ်ပြီးတော့ detail ဖျုံနဲ့ရမယ်ပေါ့နော်အစချာရှိမယ် number 1 kakapoos တွေ့ရယ် kakapoos က topic word อืมဒီ byte ကလည်းဒါအိမ်ငှက်ကြောင်းပဲပြောတာပြီးတော့ inability to fly လို့တွေ့ရယ်ဒီစာ byte ထဲမှာလ ीinability to fly နဲ့တွေ့ရယ်ဟာရှာပြီးလို့ရယ် yes flightless flightless mean cannot fly cannot fly ne inability to fly ne to do ပဲအဲဒီလိုမျိုး reading တွေဖတ်ရင်လေဘာသာမပြန်တာအကောင်းဆုံးပဲပေါ့နော်ဟိုဘာလို့လဲဆိုတော့ဘာသာပြန်လို့ရှိရင်ကွာပိုပြီးတော့ confuse ဖြစ်တယ်ဘာသာပြန်မယ့်နေရာမှာစဉ်းနံပေါ့နော်ဥပမာ inability to fly to fly mean cannot fly or cannot fly ne တူပါရှိတယ် flightless ပေါ့နော်အဲအဲ့လိုမျိုးသွားလို့ရအဲ့ဒါတွေ့ပြီးဆိုတော့ other pairs အဲဒီထဲမှာ true false not given ရေးဖို့ဆို true လို့ဖြေမယ်ဆိုတော့ ူတယောက်တည်းဒီဒီကောင်နဲ့မဟုတ်ဘူးညာအချားငှက်တွေလည်းရှိရဆိုပြီးမှတဲ့ also other birds တူပါလေအဲ့ဒါမျိုးပြောတာမျိုးရှိရမယ်အဲ့လိုမဟုတ်ဘူး opposite ဆိုရင်လေ it is the only bird တို့အာ it is a unique bird တို့ပါအဲ့လိုမျိုးသူ့လိုချား bird မရှိဘူးဆိုတာပြောတာ antonym ရှိရမယ် အဲ့ဒါတွေဘာမှမရှိဘူးအန်တိုနန်လည်းမရှိဘူး similar information လည်းမရှိဘူးဆိုတော့အဲ့ဒါ not given ဖြစ်သွားမယ်ပေါ့နော်အဲ့တော့ဒီချက်ကြောင့်အဲ့ဒါမျိုးဘာလုပ်လဲဆိုရင်ဒီတန်းမှာနည်းနည်းကိုကြည့်ကြည့်လိုက်ပေါ့နော်အကြောင်းထဲမှာဒါပေမဲ့ဒီထဲမှာကြည့်လိုက်တဲ့ချိန်မှာ unique လို့တော့တွေ့ရတယ်။ဒါပေမဲ့အဲ့ဒီ unique ကဒီ flightless တွေပါပြောတာမျိုးမဟုတ်နေဘူးပေါ့နော်အဲ့ဒါမျိုးဆိုကအောက်ကိုလည်းရှားမှာနည်းနည်းလေးချိန်ကုန်တယ်လို့ထင်နေနံပါတ်2ကြော်ဖြေလိုက်နံပါတ်2မှာ added kakapoo လို့တွေ့ရတယ်။ now produce chicks or reproduction အပိုင်းကိုပြောတာပေါ့နော်အဲ့ဒါဆိုချစ်ချစ်လိုက်ဒီ bike က physical appearance ညာဒီ bike ကိုကြည့်ရဲ့အချိန်မှာလေသူတို့ habitat ပေါ့နော်ဘယ်နားမှာနေရဲ့ဘာညာဘာစားရဲ့ဘာညာမပြောတာဘူးနောက်တချို့ဒီမှာ breed လို့စားတွေ့ရဲ့အဲ့တော့ number 2ကဒီမှာတွေ့ရဲ့ဆိုတော့ number 1อ่ะလေအဲ့ဂျားရဲ့မှာရှိမယ်အဲ့တော့ဒီဂျားရဲ့မှာ flightless တို့ now unique တို့ပါအဲ့လိုမျိုးနဲ့တွေ့ရဟောက်စားရှာခြင်းအဲ့ဘယ်နားမှာတွေ့လဲပေါ့ Yes, we saw it here. flightless ကိုဒီမှာပြန်တွေ့ရဒီ sentence it is the world's only flightless parrot လို့ပြောရတာ there are no other parrots we have opposite information so it will be false yeah ဒီ sentence နဲ့ဒါနဲ့ဒီ opposite ကြောင့်မကြွေးလိုက်တာပါအဲဒါကြောင့်တခါကြရင်ကိုကအဖြစ်ရှာရဲပေါ့နော်ဒီကိုဖြေ keyword တွေ့ရတဲ့ sentence မှာဘလို့မှမတွေ့နိုင်ဘူးဆိုတော့အရင် stress ဖြစ်စရာမလိုဘူးနောက်တစ်ပုတ်ကိုကြော်ဖြေလိုက်နောက်တစ်ပုတ်က location ကနေအဲ့လိုပြန်ထောက်လိုက်အဲ့ကြားထဲမှာကိုလိုချင်တဲ့ information ကိုပြန်ရှာ also now number two uh the question is like produce every year every year home confirm some we see summer and autumn only in years when the when food is plentiful so only in years when food is plentiful mean they don't produce every year we have opposite information false ဆက်တော့ added မျိုးကိုရှာလဲရရယ် nesting female ကိုရှာလဲရရယ်ပေါ့အဲရှာကြည့်မယ်ပေါ့နော်ဒီထဲမှာဒီ males ကိုစတွေ့ sentence ဖတ်ချက်မှာ males play no part in incubation or chick rearing ဆိုရက it doesn't have any role သူဘာမှမလုပ်ဘူးလို့ပြောတာအဲ့တော့ brain food ကဘာတူလဲမေးမဟုတ်တော့အတေချာမေးကဘာမှမလုပ်ဆိုရက်အနောက်မှာဆက်ကြည့်ရော females alone incubate eggs and feed the chicks or feed the chicks and brain food เนี่ยတူတူပဲအဲ brain food လောက်တာ added brain မဟုတ် fee မရပဲလောက်တာ so it would be false ဖြစ်မယ်ဘောနော်ပြည့်ဆက်သွားဆက်သွားရော polynesian rat polynesian settlers အဲရှာချစ်နေနမစာတွေ့ရယ်နောက်ပြီးတီ polynesian dog and rat ဒီမှာစာတွေ့ရယ်ဟိုဒီထဲမှာဒီ sentence ကလေ comparison ကိုမေးတာပါဘောနော်အဲ့တော့အဲ့ဒီ settlers လူတွေ ਨੇ rat ਨੇ ဝင် compare လုပ်ထားတဲ့ဟာရှိလားပေါ့နော်ကြည့်ကြည့်ဒီမှာ settle အကြောင်းကိုသူစပြောရဲ easy prey မညာနောက်ဒီမှာ dog အကြောင်းစပြောရဲသူက also prey on kakapoo လို့ပဲပြောသွားတာပေါ့နော်ဟိုအဲ့ဒီ red တွေ drag တွေက satellite ထက်ပိုပြီးတော့ဆိုးတယ် worse ဖြစ်တယ်ဆိုရဟာ comparison မရှိဘူးပေါ့နော်ဒါပေမဲ့ဒီမှာမပါပေမဲ့အောက်မှာပါမယ်ဖြစ်နိုင်တယ်အဲ့အဲ့ဒါမျိုးဆိုရင်ခဏကြော်လိုက် number 5ကိုကြော်ပြီးတော့အဖြေမယ်ပေါ့နော်ပြီးတော့မှဦးနှအတိုင်းမယ်5အပေါ်မှာ ီ comparison ရှိလားမရှိလားပြန်တက်ပြီးတော့ရှာမယ်ပေါ့အဲ5မှာအ Rakiura Island ညာအဲ Island name ကို scan မယ်ဒီမှာရှိလားမရှိဘူးနော် Island တော့တွေ့ရတယ်ဒါပေမဲ့နာမည်ကမကိုက်နေဘူးအဲကြော်မယ်ပြီးတော့ဒီထဲမှာ Fjord Land လို့တွေ့ရနာမည်ကမကိုက်နေဘူးညာနောက်ဒီမှာစတွေ့ပြီ Rakiura အဲ့တော့ဒီမှာတွေ့ရဆိုရဲရာလीခုန number 5က ဒီဒီချားရဲ့မှာ comparison ရှိလားဆိုတော့လိုက်ကြည့်ဒီ vibe မှာဒီသူတို့ pollination ကြောင့်ဒီထဲမှာပဲပါရင်းမှာလည်း comparison မရှိဘူးဒီမှာကလည်းသူတို့ကအကောင့်တွေကယ်တဲ့ solution ဘက်ကိုရောက်သွားပြီ။ညာအဲ့ဒီကဒါ not given ဖြစ်သွားပြီပေါ့နော်။အဲ့တော့က not given ကိုဖြည့်ချင်လေ။တမ်းမဖြည့်နဲ့ပေါ့နော်။သူ့အောက်မှာရှိရဲ့အပုတ်ကိုရင်ရှာလိုက်။ရှာပြီးတော့မှအဲ့ဒီကြားထဲမှာ ကြံခဲ့တဲ့ paragraph တွေကို scan ကြည့်ပြီးတော့မှမရှိတာတေးကြတော့မှ not given ဖြစ်တာပို့ပြီးတော့ကောင်းနေပေါ့နော်ပြီးတော့ဟိုဒီလိုမျိုး paragraph တွေ ਆ လေဟို paragraph ရဲ့ structure ရှိရပေါ့နော်ဥပမာဒီမှာဆို test ကတော့ animal အကြောင်းပြောရယ် animal အကြောင်းမိတ်ဆက်တယ်ဒီ animal ကဘယ်လိုပုံစံလဲဟိုဘယ်လိုမျိုးပွားတယ်မညာမိတ်ဆက်တယ် ပြီးတော့အဲ့ဒီ animal ကြီးဘယ်လိုမျိုးတုံးပြောက်ွယ်သွားလဲ problem ကိုပြောရတော့ problem ပြီးအမြင်နဲ့ solution ဆိုတာလာမှာအဲ့တော့အောက်မှာသူတို့ဘာ solution လုပ်မလဲဆိုတာပြောရပေါ့နော်အဲ့ဒီ paragraph ရဲ့ structure က animal ကြောင့်မိတ်ဆက်တယ်မျိုးတုံးွားရဲ့ problem ကိုပြောရတယ်ပြီးတော့ဘယ်လိုကောက်ွယ်မလဲဆိုတဲ့ solution ကိုပြောရတယ်အဲ့ဒီ order အတိုင်းမဲ့လာတာပေါ့နော်အဲ့တော့ကမေးခွန်းကိုကြည့်ပြီးတော့ဒီမေးခွန်းကတော့ problem မေးရတယ်ဘယ်နှမှာရှိတော့တယ်ဒီမေးခွန်းကတော့ solution မေးရတယ်ဘယ်နှမှာရှိတော့တယ်ပေါ့နော်အဲ့လိုမျိုးလေးခံမှန်းလို့ရတယ်ပေါ့အဲ့တော့ဦးနာ recruiter island ဒီမှာတွေ့ရတယ်ဒီချက် favorite cakes ကိုရှာမယ်ပေါ့နော် Firakexiu Shamu, Panama Gimu. Yes, we saw this here. Firakes, Rikiura Island, yeah, you know, breaks from Firakex mean Firakes were dangerous to uh Kekapu. Prediction mean prediction by Firakes mean prediction mean the Firakes eat kakapu. Kekapu. They were at risk from Firakes name. Yeah. Now we uh, lead led to a rapid, dec rapid decline in Kakapo's numbers So, of uh, Biorega. Uh, dangerous pit at Rixwa Gijawai. Also transfer home uh. hop uh, Jimono. Sapadishima evacuated uh. to uh, centuries, three islands. centuries. Centuries mean safe place, Gobra, a place that is safe. Uh, evacuated, evacuation, while uh, well, Jabu evacuated means saved or moving at uh, the place moving from it, moving someone from a dangerous place, we call that as evacuated. Er, evacuated ne, di transfer ne ya, chujubewono, eire ga di ya di, true pimewono, set on recovery plan do ye, population size do ye, na bia, gen birth do ye, er, arao, shaji mewono. Ajima, we see new recovery plan do ye, a gen ne di, population size do, gen birth do waru you see, population, right? I mean, didn't start to increase so purely. They should increase good digital. Didn't start to increase until rats were moved from all the islands and the birds were more intensively managed. Look, so didn't start to increase until, yeah, meaning the. Eddie, Eddie, T, or, now, bind that day, so, meaning, double negative one, oh, ဟိုထားပါဦးကိုက sentence မှာ she didn't start until 9 am လို့ပြောတာ9 am နောက်ပိုင်းစရလို့ပြောချင်တာအဲဒီမှာလည်းအဲ့လိုမျိုးပဲ didn't start to increase until the wrecks were removed or was was they removed like be now by population တက်လာလို့ပြောရတယ်အတူတူပဲအဲ့ဒါ increase population နဲ့အတူတူပဲအဲ့တော့ကွာဒီ sentence တွေ increase population နဲ့အတူတူပဲဆိုတာသိရမှာပေါ့အဲ့ဒါဆိုရင်ဘာလို့လဲဆိုတော့ reason ကိုတွေ့ကြည့်ရရန် burst ကိုကြာရင်ဒီမှာ burst ဆိုတွေ့ရဲ့ ါပေမဲ့ moving မဟုတ်သေးဘူးအဲ့တော့မရှိဘူးနောက်ဒီမှာ feeding နေပါရောတွေ့ရဲ feeding တော့ caring နဲ့တူရဲဒါပေမဲ့ तू က elder ဆိုပြောတာကိုက young birds ကိုသိချင်တော့မရွေးဘူးဒါပေမဲ့အနောက်မှာဖာတွေ့တယ်တော့ chicks ဆိုတွေ့ရဲ chicks က young birds နဲ့တူတူပဲနေ now rescuing တို့ hand raising တို့ဘာလို့ပါလဲဒီ caring နဲ့တူတူပဲ now struggling နဲ့ဒီ feeling เนี่ยလည်းတူတူပဲအဲ့တော့ဒါကိုရေးလို့ရတာဆိုရင် yes ရတယ်ပေါ့နော်အဲ့တော့ true false not given อ่ะနေဟိုအကုန်လုံးဖြတ်ဆရာမှုမိကုန်းလည်းမပါရဲစလုံးနေနဲ့ paragraph တွေမှာပါတဲ့စလုံးနေတိုက်ရှာပြီးတော့ exactly to မတူတိုက်မယ် to and true opposite information ပြနေ false မပါဘူးဆိုရင် not given အဲ့လိုမျိုးတွားမှာပေါ့ပြီးတော့အောက်က gap fill လုပ်သွား gap fill မှာကျော်စကြည့်ရအ type of paragraph တွေပါပြောတဲ့ paragraph ကြောင့်မိတ်ဆက်တာဆိုတော့လေအခုနောက်တော့အပေါ်မှာဖက်ခဲ့သူ့ကြောင့်မိတ်ဆက်တဲ့ဒီဘိုက်မှာရှိမယ်ပေါ့နော်နောက်ပြီးတော့ the diet လို့ပြောတော့ eat food နဲ့ပတ်သက်တာရှာကြည့်မယ်အဲ့ဒီမှာဆိုရင် fan fronts ရှာလို့ရတယ် ောက် tree စီပါရှာလို့ရတယ်ပေါ့နော်နောက် diet food တွေပါရှာလို့ရတယ်ဒီနားမှာဖတ်ကြည့်ဒီနားမှာ food ကိုတွေ့တယ်ပေါ့ Yes we see there entirely vegetarian လို့စတွေ့နောက် diet ပါလာပြီအဲ့ဆိုရင်နားတော့ fan from steam ပါလာပြီနောက်ပြီး leaves roots and bark of trees နဲ့ဒီပါနဲ့တူတူပဲ Yes various parts of tree နဲ့အတူတူပဲအဲ့တော့ကြံတာပါပဲကြံတော့ boss ပဲကျွန်တော်အဲ့ဒီမှာ boss ကိုဖြည့်မယ်ပေါ့။နောက် तू က one word and or a number ဆိုတော့တစ်လုံးတစ်လုံးနဲ့ဖြည့်လဲရတယ်။ number တစ်ခုပဲဖြည့်လဲရတယ်ပေါ့နော်။နောက်တစ်ခုကျတော့ nest nest ကိုလိုက်ရှာတော့ဒီဒီမှာ nest ကိုစာတွေ့ရယ်။ created in ဆိုတော့လေ in နောက်မှာကျတော့ time ဒါမှမဟုတ် place တစ်ခုဖြစ်နိုင်တယ်။ပမာ create လုပ်တာဆိုတော့ where ကိုလိုက်ရှာမယ်ပေါ့နော်။အဲ့ဒီထဲမှာနောက် the nest လို့တုံးတာတော့လေ။ အတ္တိကေတေတုံနာဆိုရအရှိမအဲ့ဒီ nest တောင်ပြောထားပြီးသားမို့လို့ပါအတ္တိကေတေနဲ့ပြန်တုံနာအရှိကိုလည်းနည်းနည်းလေးပြန်ဖတ်ကြည့်ဖတ်တဲ့ချိန်မှာဒီ1 to 4 x are late in sorry sorry အေး late နဲ့ created နဲ့အတူပဲအဲ့ဒီမှာမဖြစ်ပါလေဆိုရင် in sorry in sorry ဖြစ်မှာနောက်နောက်မှာလေ x are late နဲ့ဒီက x are late နဲ့အတူတူပဲအဲ့တော့ place ကိုရှာမှာပေါ့နော်အဲ့တော့တခါကျရင်ကိုက reading ဖတ်ရင်ねအတ္တိကေတေရို့နောက်ပြီး this တို့ သက်တို့ပေါ့နော် referencing words တွေကိုတွေ့လို့ရှင်အဲ့ဒါဘာကိုပြောရလဲသိချင်အရှိုံနဲ့နေပြန်ဖတ်လို့ရတယ်ဆိုတော့အဲ့ဒီ information ကြောင့်အရှိမပြောတာရှိလို့ရလေအနောက်မှာ article တွေတုံးလို့ရတာပေါ့နော်ပြီးတော့ pollination settlers ဒီနားမှာစတွေ့အဲ့အောက်ခ keyword မှာ close you close နဲ့တွေ့ဟာရှာကြည့်မယ်ဒီဒီနားဒီနားမှာပဲရှိမှာပေါ့နော်ဘာလို့ဒီဒီဘက်က dogs ဘက်ကိုရောက်သွားပြီဆိုတော့ဒီ sentence မှာပဲ close နဲ့တွေ့ရပါရှင် yes clocks clocks ပွေယုံက close နဲ့တူတူပဲအဲ့ဘာအောင်သုံးတာ yes is feathers is နဲ့ kick off the kakapo နဲ့အတူတူပဲအဲ့ဒီမှာ feathers ကိုဖြစ်မယ်ပေါ့နော်ပြီးတော့ european colonizer ဒီမှာ european colonizer တွေ့ပြီပြီးတော့ which they introduced that eight the kakapo food sorted အဲ့ဒီ eight the ဟို animal လို့ပြောတော့လေကိုကအကောင်နာမည်တခုကိုလိုချင်နေဆိုတာသိသွားပြီကွာ အဲ့တော့ anymore account number ကိုလိုက်ရှာမယ်။တွေ့ပြီဆိုရင်အဲ့ဒါ8 the kakaboo food source ရှိတာမရှိတာပြန်ကြည့်မယ်ပေါ့နော်။အဲ့စကြည့်ရချိန်မှာဒီမှာဘာတွေ့လဲဆိုရင် dear တွေ့ရ။ now cakes stoves bread တွေ့ရပေါ့နော်။အဲ့တော့ dear နဲ့ပတ်သက်တဲ့ information နောက်မှာ depleted the remaining forest of food a depleted ကဲ meaning ကိုသိဖို့လို depleted what what is it? is it lack lack of food or abandon yes depleted mean lack of food ဒီမှာကျတော့ bath နေနဲ့သုံးတာပေါ့ depleted something mean you removed it yeah you uh kind of uh ဒီမှာဆိုရင် food depleted food mean you ate it လို့ပြောရတယ်တူတူပဲ depleted the remaining forest of food ne ate the ခက်ခဖူးဖူးဆိုတဲ့ဆင် same meaning မယ်အဲ့တော့ကွာဒီမှာဘာဖြစ်မလဲဆိုရင် deer ကိုဖြစ်မယ်ပေါ့နော် now ဒီထဲမှာကျတော့ cats တို့ အချို့ကလေအနောက်မှာဝယ်လို့သုံးနိုင်ဆိုပြီးတော့လေ cax ဆိုပါတော့တွားပြီးတော့ရွေးနိုင်တယ်ဒါပေမဲ့ cax ကခက်ခဖူးဆိုဒီ food တွေစားပါရဲ့လို့ပြောတာ sentence ကမရှိနေဘူးအဲ့ဒါဆိုရင်ရွေးလို့မရဘူးပေါ့နော်အဲ့တော့ဒီဟာပါတဲ့ဟာပဲရွေးလို့ရမှာဖြစ်ကြတော့မလို့ဒီ depleted the remaining forest of food ဒီ dear ပြောရမှာ dear ပဲရွေးလို့ရတယ်ပေါ့နော်နောက်တစ်ခုဆက်သွားရ11မှာ Richard Henry ရနမည်ဆိုလीစကန်ဖတ်ရလွယ်ရပေါ့အဲ့သူ့ကိုရှာလိုက်ဒီနေ့မှာစတွေ့ရပေါ့နော်သူ့ပြီးတော့မှာ 啊 r e c o v e r Island ငါတို့က r e c o v e r Island ပဲနားမှာ share သိပြီသားအရှေ့ဒီနားမှာ share ပါ r e c o v e r Island r e c o v e r Island အဲ့ဒီနားမှာလေ female kakapo ရှာကြည့်မယ်ဒီမှာဒါ male ပဲရှိသေးရဲ့ဒီမှာ females were also present yeah အဲ့တော့ females were also present လို့ပြောရတယ် female kakapo was reported လို့ပြောရတယ်တူတူပဲ year နောက်နောက်ပြီးတော့မိကောကလေ အင်းနဲ့ရေးရလို့ပြောရတာလေတချို့နံပါတ်တစ်ခုဖြည့်ရမှာဆိုတာသိပြီလားအဲ့တော့ကိုကတခါလေးလေနံပါတ်တွေကိုပဲစကန်လေးရဥမာဟို1970 1974ကိုကြည့်လိုက်မယ်အာကကဘူးတွေ့လို့ပဲပါဖီမေးလို့မပါသေးဘူးအဲ့တော့ကြော့မယ်1977 male တွေပဲရှိတယ်မဖြစ်နိုင်သေးဘူး1980 male တွေ့ပြီဖြစ်နိုင်တယ်ဆိုတော့အဲ့လိုမျိုးနံပါတ်ကိုပဲလေနံပါတ်တွေကိုပဲတန်းပြီးတော့စကန်လိုက်လေရရပေါ့နော်ပြီးတော့12 an increase ကိုရှာမှာ now recovery plan ဆိုတော့ဦးနှောက်ကျွဖတ်တာဒီမှာ recovery plan မှာအဲ့ဒီအဲ့နာပပလေး sentence မှာ increase နဲ့တူတာပါရှိမယ်ပေါ့နော်အဲ့တော့ increase ဒီဒီထဲမှာအဲ့ now increase in လို့ပြောရအောင်မှာ noun ဖြစ်ရမှာ singular plural countable noun လည်းဖြစ်နိုင်တယ် countable noun လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ကြည့်လိုက်တဲ့အချိန်မှာဘာ higher amount နဲ့ increase နဲ့ကတူတူပဲအဲ့တော့ဘာဖြစ်လို့ရလဲဆိုရင် funding ကို ဖြစ်လို့ရတယ်ပေါ့နော်အဲ့ဒီထဲမှာ vending ကိုခြိုက်မယ်ပေါ့နော် now ခြံတဲ့ဟာကြီးကြတော့ဟိုတကယ်လို့ကွက်သားအောင်မတွေ့ဘူးဆိုပြီးအောက်ကဟာကိုကျော်ဖက်လိုက်ရဒါပေမဲ့အောက်မှာခြေတဲ့အချိန်မှာဒီ increase နဲ့ decrease လုံးနေရမရှိနေဘူး moving တို့ feeding တို့ rescuing တို့ပါဘူးလေ increase နဲ့မတူဘူးပေါ့နော်အဲ့တော့ရွေးလို့မရဘူးပြီးတော့ဆက်သွား maintain လို့ပြောတော့ဟို recovery plan ကိုဘယ်လိုဆက်လုပ်မလဲဆိုရင်ဟာဆက်လုပ်မယ်ဆိုတာအောက်ကဒီ continue နဲ့အတူတူပဲဆက်ကြည့်ရ involvement of noun ကိုဖြစ်ရမှာပေါ့နော်အဲ့ဒီ noun က counts plural countable လည်းဖြစ်နိုင်တယ်လို့ uncountable လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့တို့ဒီ paragraph ထဲမှာလိုက်ကြည့်ကြည့်မယ် genetic diversity ကို minimize ဆိုတာဒါနဲ့မတူဘူးအဲ့ဒါမဖြစ်နိုင်ဘူး restore or maintain ဆိုတော့ maintain တော့ပါပြီဒါပေမဲ့ habitat to accommodate the expected increase in the kakapoo population ဆိုတော့ဒီကဒီထဲမှာ involvement နဲ့တူတဲ့ဟာမရှိနေဘူးပေါ့နော်ညာအဲ့ဆက်ထပ်တယ်နောက်တစ်ခုကျန် ensure stakeholders continue to be fully engaged. A hey, fully engaged ne, engaged ne ba ne do we le involvement ne ya, to do we continue ne maintain ne ya, to do we now kakapu protection ne preservation of the species ne ya, to do we e di ma ba o phya ma le stakeholders person oh, o phya no. ma so that's how we do it in the next video we'll be looking at part 2